တော့ highlight ပါအောင်တာ။ဆုံးကဘာပါလဲဆိုခေါင်းတို့နေရွက်တို့နှုတ်သီးတို့အသေးအဆုပ်အစာအိမ်နောက်ပြီးတော့တုံးတက်သားဘဲဥအဲဥချိုဥချစ်ဥဘွားဥမအကုန်ပါတယ်။ဟိုကတခေါင်းလုံးနှီးပါဘူး။ဟုတ်ပါဘူး။ဒီကဘာလဲနည်းနည်းလောက်တော့အဓိကတော့အရေးအရေးမှာအရေးတော်တော်ဆွဲမဲ့ကြတယ်။အဲဒီအစမဲပြောင်းလို့တော်တော်လုပ်ယူရတယ်။အကြောင်းကအနံ့ပြောက်တယ်ဆိုတော့ဟိုအနံ့မရှိဘူးဆိုတော့ဂုံတစ်ခုကလည်းကျွန်တော်ဆင်မှာစပြီးရောင်းတဲ့အဲ့ဒီဂုံကခုချိန်ထိပဲ။အာဒီနေရာလေးကတော့ဒုအတွက်ကတော့

တခြားပထမတော့တခြားအလုပ်လုပ်တော့ကွာအအဆင်မပြေအောင်လဲဈေးလေးရောင်းကြည့်မယ်ဆိုပြီးတော့စပြီးတော့ဖွင့်ကြည့်လိုက်တော့စရောင်းတာကနေစအဆင်ပြေတာပဲစအဆင်ပြေတော့အမြဲသွားတာပေါ့ကွာအဆင်မပြေရင်တော့တခြားလုပ်ငန်းပြောင်းမှာပေါ့အဲလူတွေကတော့ဟိုတန်ရှင်းတယ်လို့ရတာကောင်းတယ်လို့ဆိုတော့အပေါ်မှာမူတည်ပြီးအားပေးကြတာပေါ့နော်အားပေးရင်လည်းမြဲသွားတာအဲ98 98ပေါ့နော်1998ကဆိုတော့ နှစ်ပေါင်း၂၀နဲ့၄၃၄နှစ်လောက်ရှိပြီပေါ့တို့အရှိမလဲဒီလိုပဲတို့တဲ့ကြီးတဲ့လူတွေရောင်းသွားတာနှစ်ဦးရှိတယ်ကွာတဲ့သူတို့တွေအဲသူတို့တွေကငါတို့ကအမိတဲပြုတ်ပြီးတော့သူတို့တွေလည်းရောင်းရတယ်ဆိုတော့ငါတို့လည်းရောင်းကြည့်မယ်ဆိုပြီးရောင်းနေတော့ဒါစလောက်တာအောင်မြင်လာနဲ့စပြီးဆက်လုပ်ရောအစီသားတပွဲရရမယ် ေဟင်းချက်တာကြတော့အခုကတော့ဥွဲချက်တာပထမတော့အမျိုးသမီးချက်ပေးတာအမျိုးသမီးကချက်ပြီးဘလူးချက်ဘလူးချက်ဆိုပြီးတော့သူကအကုန်ပြပေးတယ်အကုန်ပြပြီးတော့အဲကိုလဲတက်လဲတက်သွားရောအဲသူကတခြားလုပ်ပေါ့တခြားလုပ်ဆိုတော့သူမိသားစုအလုပ်ပါပဲအမျိုးသမီးကတော့ပထမတော့ဒီဟိုမိုးလေဝသလေဟိုဝင်တန်းပေါ့နော်မိုးလေဝသလုပ်ရင်းနဲ့ဒီလုပ်ငန်းလေးကိုပြောင်းမယ်လဲဆိုလဲဆိုတော့ဟိုကထွက်ကလေးတွေနဲ့ဆိုတော့အာအလောက်ကထွက်ပြီးတော့ဒီလောက်ပုံမှာမိဟိုလိုက်တာပေါ့ဟုတ်ဝဲအငံချက်ဆိုပေမဲ့လေသူအငံပဲတိတ်မလူပြ အချိုးအငန်လေးပေါ့နော်အချိုးအငန်မြအောင်လို့သူ fair ဖြစ်အောင်လို့တခါလေးချက်ပေးတာအဲ customer အကြိုက်ပေါ့ဆုံးဝဘာပါလဲဆိုခေါင်းတို့နရွက်တို့နှုတ်တီးတို့အသေးအဆုပ်အစာအိမ်နောက်ပြီးတော့တုံးတတ်တာဘဲဥအဲဥချိုးဥကျစ်ဥပွားဥမအကုန်ပါတယ်ဟိုကတခေါင်းလုံးနှီးပါပေါ့အကုန်ပါတယ်ဆင်းတစ်ခါကြည့်သေးပြီလားဟိုကလေခေါင်းလေးကို ကျေးဇူးပါဘရဒါနည်းနည်းလေးလောက်ကြပါနော်ဟုတ်ကဲ့ကျေးဇူးပါသမီးကတော့ highlight ပေါ့လားအချို့ကအဲ့လိုပဲဒါတော့တိတ်တော့မထူဆောင်တို့ကဟိုမှာလေအိမ်ပေါ်မှာတည်းကတခါတည်းအချို့အငန်ဆက်ပြီးတော့ပဲငန်ပြားကြီးပဲတခါတည်းလောက်လာလောက်လာဆိုတော့အဲ့ခင်မင်းဒီမှာအယောင်ကတခါတည်းဆွဲသွားတော့ဒီကျတော့ကြော်တော့ကာလာကွဲသွားတာပေါ့နော် highlight ဖြစ်သွားတာအဲပိုလောက်အနက်အနက်လဲကွာအနက်ကဘာလို့ဆိုကိုဥရောကဘာလို့စီကြက်တို့ဘာလို့အဲ့လိုမျိုးတွေနဲ့တခါတည်းလောက်လာတယ်ဆိုတော့ ဒီအနက်ပိုင်းပါလဲကွာအဓိကတော့အရေးအရေးမှာအရေးကိုတော်တော်ဆွဲမဲ့ကြတယ်ဥကအရေးအရသာရှိအောင်ဒီဟိုမအီအောင်လို့လုတ်တဲ့နီးတွေပါရဲ့အဲ့အဲ့ဒါတွေပါရဲ့တုံးရတယ်အဲ့မအီအောင်လုတ်တဲ့နီးတွေပါဒီဟိုထက်မဲ့တုံးမဲ့ဆိုဒီဟင်းကတိတ်စားလို့မကောင်းအဲ့အစမဲပြောင်းလို့တော်တော်လုတ်ယူရတယ်အဲ့ကြောင့်မအီအနက်ပြောက်တယ်ဆိုတော့ဟိုအနက်မရှိဘူးဆိုတော့ဂုံတစ်ခုကလည်းကျွန်တော်ရှင်းပါစပြီးရောင်းတဲ့အဲ့ဂုံကခုချိန်ထိပဲဟိုအချင်းရေကိုလည်းသူက customer ကြိုက်အောင်လှုပ်လှုပ်ပေးထားရပါတော့เนาะအဲ့တော့နောက်တော့ဟိုဗာလဲအဲ့ကြက်တော်တို့ဗာလဲရုပ်ကြီးစိမ့်တို့ပေါင်းဆက်တာကဗဲနီခါနဲ့အချားလေးတွေဗာလေးတွေအဲ့လိုမျိုးထည့်ထားလိုက်တော့စားရတာနည်းနည်းစားလို့ကောင်းတော့ပေါ့ကွာအလိုက်လဲလိုက်ဖက်တဲ့သဘောရှိတယ်အဲ့ကြောင့်သူတို့စားကြဒီတမျိုးတည်းနဲ့ရက်တီလို့ရတော့ကလေးတွေတောင်းအောင်စလုံးလုံးဘွဲရခဲ့ကြတာအကုန်လုံးဒါနဲ့ပဲသူတို့ဘွဲယူဟိုပြေစာတင်ပေးလာခဲ့ကြတာပါ ဒါတော့မှဥရောတိတ်ဆက်ပြီးတော့မကြိုးစားလို့ဆက်ကြိုးစားရင်ဒီလည်းအများကြီးအောင်မှာပါဘာလို့ဆိုတော့ဟိုကြိုးစားဖို့အခွင့်အရေးတွေတော့ရှိတယ်ဒါပေမဲ့တိတ်ပြီးတော့ဟိုတခြားနေရာတွေမှာလည်းကိုကမလုတ်ချင်တာကိုကဒါလေးကဘူမိနဲ့တမ်းမှန်နေဆိုပြီးတော့ဒီမှာပဲအခြေချပြီးဆက်နေတယ်။ဒါလေးတွေကတော့တို့ကဆက်ကြိုးစားမယ်လို့ပြောတာပဲ။အဲဘယ်လိုမျိုးတိလဲဆိုတော့အမှန်တော့ဟိုဘလို့ပြောကြွားတယ်လို့ဖြစ်ဖြစ်မှာကောင်းရင်ကောင်းတဲ့ရတော့ကြော်တာပဲဆိုရင်လည်းဆိုးတဲ့ရင်ကြော်တာပဲအခုတော့အဲနည်းနည်းပါးပါးစားလို့ရတယ်ဘာညာဆိုတော့လူတွေကတစ်ဆင့်စကားတစ်ဆင့်စကားနဲ့အဲ့လိုမျိုးပဲလာကြတာ ပြောမယ်ဆိုရင်နိုင်ငံခြားအောင်လမ်းမှာကိုကမပို့နိုင်လို့အာဦးကျော်စားရင်လို့ပါဒါပေမဲ့နိုင်ငံခြားအဲ့လိုအဝေးတွေပြန်လာတဲ့လူတွေအာချောင်းသာတို့ကြိုက်သူတို့တို့လိုအဲ့လိုမျိုးတခြားအနေတွေကနေပြန်လာတဲ့လူတွေအိမ်မပြန်ရဘဲနဲ့တန်းတန်းပြီးဝင်လာအာဦးကျော်ဒါတို့ဘိုက်စားတဲ့ထည့်ပေးပါဆိုအုပ်စုလိုက်ပါတော့သူတို့ကားကြီးတွေနဲ့အဲ့လိုခྱི་သွားဧည့်သည်ပါအဲဒီပဲအရင်ဆုံးဝင်လာအဲဝင်လာပြီးလာစားကြတယ်ဒီပဲအမေရောအမေရောဟင်းရောဝတ်ဆက်သုံးပွဲ တိုက်ရောင်းတော့မိမိရက်ခွက်ကပါနော်ဒီကအပင်အပင်တဆင်းတဆင်းနဲ့ပဲတိုက်မကြဘူးဟိုဟိုဒါလူတိများလာအခုနောက်ပိုင်းကျတော့မီဒီယာခစ်ပါညာကျတော့ပို့တိတာပေါ့ကွာကိုတော့တော့ဒီပါဇက်နဲ့ပဲသွားကြတာကြည့်ရမလားအဲအခုကတော့မီဒီယာခစ်ဆိုတော့အယမ်းမြန်အာဒီနေရာလေးကတော့ဒုအတွက်ကတော့ဟိုစကလုံးအကြီးနဲ့ပြောမှဆိုရွှေပဲရွှေပဲတကယ်ဘာလို့လဲဆိုတော့ဟိုဒီမိသားစုတွေကိုဟိုကောင်းကောင်းမွန်မွန်လေးရက်တည်နိုင်တယ်အခုချိန်ထိလည်းရက်တည်နိုင်တယ်ဆိုတော့ ဟိုမချမ်းသာဘူးဆိုမဲ့ဒါဒါရွှေတမျိုးပေါ့ကွာအင်ကန်းအနေနဲ့ကတော့အတင်းအတင်းပေါ့နော်ဟိုနှစ်ပေါင်းကြာလာတဲ့အခါမှာတော့ဒါစုမိဆောင်ပေးရပါတော့အတင်းအတင်းပေါ့နော်အများကြီးမဟုတ်ပြန်ပါအတင်းအတင်းတော့စုမိဆောင်ပေးပါဒီပတ်ဝန်းကျင်မှာပဲဖြစ်ချားနေရမှာပဲဖြစ်ပေါ့နော်အတိုက်ခန်းလို့ပါအဲ့လိုဝယ်ဝယ်ပြီးတော့ဒါနောက်နောက် generation တစ်ခုအတွက်အတစ်ထပ်ပြီးလုပ်ပေးခဲ့မယ်လို့တော့စိတ်ကူးတာဒီခွဲအဆုံးထက်နော်ဟုတ်အဆုံးဟုတ် စားတဲ့လူတွေကတော့နံပါတ်1သူတို့ customer ကတော့တန်ရှင်းမှုတွေအရသာတွေနောက်ပြီးတော့ဟိုဝဲ customer ပေါ်မှာဆက်ဆံတဲ့ဆက်ဆံရေးပေါ့နော်ဒါအဲ့လိုမျိုးတွေအဲ့ဒါတွေကအဓိကကြတာပဲပေါ့အဲ့ဒီ၃ချက်တွေကိုတော့သူတို့ကညီအောင်တော့ညှိပြီးတော့ balance ဖြစ်အောင်တော့တွားတာအရသာကိုလည်းလုံးဝဟိုတတ်နိုင်သူများကိုကိုနိုင်အောင်ကြိုးစားပြီးတော့အရသာကောင်းအောင် လုပ်တယ်တန်ရှင်းမှုလည်းတတ်နိုင်ဆုံးလုပ်တယ်နောက် happy type ပေါ့နော် customer ပေါ်မှာတလေးတစားဆက်ဆံတဲ့ပြောရှင်ဆက်ဆံတယ်အဲ့ဒါတွေကဒါရောင်းအားရဲ့ ဟိုအဓိကတော့ချက်တွေပဲဟဲ့လားအဲလာစားဖို့ဆိုရင်တော့ကျွန်တော်တို့ဒီတမရွ9ရက်ကွက်လို့ခေါ်တာနော်ဒီဟိုဆင်ပလိုက်ဈေးရဲ့အနောက်ဖက်ဟန်တာရိတ်မော်နောက်တော့ကျွန်တော်တို့လမ်းဖျားလမ်းဆိုတော့ဖျားလေးလည်းရှိတယ်အနည်းပါဖျားလေးရှိတဲ့အတွက်ဖျားလမ်းလို့လည်းခေါ်တယ်နောက်ဖျားလေးမှရောင်းတာအနည်းဆုံးမိအောင်မိတိတူတော့အကုန်လုံးကိုကျေးဇူးတင်ပါတယ်လို့ဘာလို့ဆိုတော့တို့ကကိုယ့်ရဲ့ကျေးဇူးရှင်တွေပဲလေကိုဘွားရဲ့တောက်ကလေးတွေပဲတောက်လေးတစ်ချောင်းတစ်ချောင်းကြီးပဲတယောက်တိုင်းတယောက်တိုင်းကိုယ့်ရဲ့ကျေးဇူးရှင်တွေပဲဆိုအဲ့တော့ ဥရောဖះရှိခိုးရင်လည်းဒီကဆမာတွေစမချမ်းသာဖို့အမြဲတမ်းမြစ်တာပို့ဘူး။ဘာဖြစ်လို့သူတို့ကြောင့်လဲကိုရက်တည်ထိုင်ရတယ်။အဲ့တော့သူတို့ကျေးဇူးအများကြီးတင်ပါတယ်လို့နောက်လဲလာအားပေးကြပါလို့